ငလျင်ဘေးအသင့်မြန်မာနိုင်ငံအတွင်းကိုနိုင်ငံတကာသတင်းထောက်တွေလာရောက်သတင်းယူခွင့်ကိုစစ်ကောက်စီကပိတ်ပင်တားမြစ်ထားတယ်လို့သိရပါဗျ။ရေးလျက်စင်မင်းနဲ့ဟိုတင်မရှိတာကြောင့်အဲ့ဒီတောင်းဆိုမှုတွေဟာအဆင်မပြေနိုင်ဘူးလို့စစ်ကောက်စီပြောခွင့်ရဗိုလ်ချုပ်ဇုံမင်းထွန်းကမက်ရှလာ30ရဲ့ညာဘက်ကသတင်းဌာနတချို့ကိုပေးပို့တဲ့အသံဖိုင်မှာပြောကြားထားတာပါနိုင်ငံခြားသတင်းတောင်များအနေနဲ့ဒီဟိုရောက်လာရင်လဲတဲစရာနေစရာအဆင်မပြေပါဘူးခင်ဗျဒီဟိုတယ်တော်တော်များများကလည်းထိခိုက်ထားတာရှိတယ်ဒါအပြင် ဒီလျှက်စက်မီလည်းတော်တော်များများနေရာမှာမရရှိသေးဘူး။ရေနဲ့ပတ်သက်ပြီးလည်းအခက်အခဲရှိပါတယ်။အားလုံးကလည်းကုညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ဒါလှုပ်ရှုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒီຢာတွေနဲ့ပတ်သက်ပြီးတော့ဘုနော်လာတာနေတာတဲတာခိုတာထိုင်တာသွားတာလာတာအဆင်မပြေနိုင်ပါဘူးအခုလောနိုင်ငံခြားသတင်းဌာနတွေကိုစစ်ကောက်စီကပိတ်ပင်ထားမှုအပေါ်မြန်မာနိုင်ငံသတင်းမီဒီယာလောကသားတွေအကြမ်းမှာဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်စစ်ကောက်စီပြောဆိုတာဟာအကြောက်ပြရှက်တစ်ခုဖြစ်ပြီးတဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးသတင်းယူမှာဖြစ်တဲ့အတွက်နိုင်ငံခြားသတင်းထောက်တွေကိုခွင့်ပြုသင့်တယ်လို့မြန်မာသတင်းစာဆရာတွေကသုံးသပ်ထားကြပါတယ်ဒေါက်တာမအေးပေါ်ဆောင်ထောက်တွေရဲ့ရေခါတော့ရေးလို့ ဟိုစီဝါလို့ဟိုတန်ရရဲ့ဒီကီလိုတူတွေကိုဘယ်လိုခုညီလဲဘယ်လိုခုညီတယ်လဲဘယ်လိုစီမံခန့်ခွဲတယ်လဲဆိုတဲ့အမျိုးချက်လက်အမှန်တမ်းဟိုပေါ်ပြအတင်ပြမှာကိုစိုးရိမ်နေလို့ထင်တယ်ဒီလိုစီမံခန့်ခွဲမှုမှာဟုတ်လားအာနေနာတွေလွယ်မှားနေတာတွေသို့မဟုတ်ခြံဆောင်မှုတွေရှိကောင်းရှိနိုင်တဲ့ဒီလိုအမျိုးတွေကိုဒီနိုင်ငံတကာသတင်းမီဒီယာတွေကရေးသားပေါ်ပြကြမှာကိုတင်ပြကြမှာစိုးရိမ်မှုကြောင့်လို့ထင်တယ် ဒါအပြင်မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီးနိုင်ငံခြားသတင်းထောက်တွေကိုသတင်းယူမာကိုစိုးရိမ်တဲ့အတွက်ပိတ်ပင်ထားတာဖြစ်နိုင်တယ်လို့လည်းဦးမြင့်ကျော်ကဆက်ပြောပါရယ်လက်တလုံးငလျင်လှုပ်ခတ်မှုနဲ့ပတ်သက်ပြီးကုညင်ကေစီရဲ့အဖွဲတချို့ကိုလည်းစစ်ကောက်စီကစိတ်ဆေးရေးဂိတ်တွေကပိတ်ပင်ထားပြီးလူအခွင့်အရေးရှိုးဖောက်မှုဖြစ်စဉ်တွေလည်းရှိနေတယ်လို့သိရပါရယ်အရေးပေါ်ကုညီကေစီအဖွဲ့လေးတာမြင်ပိတ်ပင်တဲ့ဖြစ်စဉ်တွေရှိနေတယ်။ဥမာမန္တလေးကို ဒီရန်ကုန်ကနေပြီးတော့ဟုတ်လားကျွန်တော်တို့ဒီဒီလူငယ်တွေဒီကယ်ဆယ်ရေးတွေတွားကြတယ်၆ဘက်ကူကြီးတွားကြတယ်ဒါပေမဲ့စစ်ကောင်စီရဲ့ဂိတ်တွေကနေပြီးတော့ပေးမသွားတဲ့ဖြစ်စဉ်တွေကျွန်တော်တို့ရှိနေတယ်မြေကြီးအောက်မှာရောက်နေတဲ့ဒီပြည်သူတွေကိုကယ်ဖို့အတွက်ဟာအနည်းဆုံးမှရှိတဲ့ကယ်ဆယ်ရေးဖွဲ့တွေကလှုပ်လှုပ်ရှင်ပေမဲ့ဒါစစ်ကောင်စီ ရောက်တိုင်းနေဖြစ်တဲ့အုပ်ချုပ်ရေးမှုတွေစီမံတာယာတွေကခွင့်ပြုချက်မပေးတဲ့အခါလုပ်လို့မရတဲ့ဖြစ်စဉ်တွေရှိတယ်ပေါ့။မက်ရှလာ28ရဲ့နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်တန်းကြောင့်မြန်မာပြည်သူတွေကို အရေးပေါ်ကူညီကေစင်နိုင်ဖို့အမေရိကန်၊ဥရောပ၊ဂျာမနီ၊တရုတ်၊ရုရှား၊အိန္ဒိယ၊စင်ကာပူနဲ့မလေးရှားစတဲ့နိုင်ငံတွေကအကူအညီတွေစတင်ပေးအပ်နေပြီဖြစ်တယ်လို့သိရပါတယ်။ငလျင်တန်းကြောင့်စကိုင်းမန္တလေး၊နေပြည်တော်၊ပဲခူး၊ရှမ်းတောင်စတဲ့ဒေသတွေမှာထိခိုက်ပျက်စီးမှုတွေများခဲ့ပြီးတော့သေဆုံးတန်ရာရ ပျောက်ဆုံးသူထောင်နဲ့ရှိရှိနေကဒေသခံအများအပြားမှာလည်းအဆောက်အအုံအောက်မှာပိတ်မိနေဆဲဖြစ်ပါရဲ့ရှင်။